တဲစုငင်ကိုခွင့်မလွတ်ဘူးဆိုရင်မင်းမြို့ အားလုံးပဲမြန်လာပါရှင်မိမိမိုးကတော့ကိုကျင်တရားနုပြလို့တွေစတက်လုတ်ကိုင်းနေရပြီးအားလုံးရဲ့အပြည့်မှုတွေကိုခံနေရပါတယ်အခုလက်ရှိမှာလည်းမင်းသမီးလေးမိမိမိုးကအဲ့ချက်ပါနဲ့တွေ့ဖက်ပြီးတော့အနုပညာရေးကိုရဲ့အတက်တွေမှာပါဝင်ရိုက်ကိုပြနေရပါတယ်အခုဆက်တရားဆောင်မိမိမိုးကရိုက်ကိုရဲ့အတက်တွေမှာခက်ဆိတ်ဆိတ်ရိုက်ကိုပြနေရပါဒီနေ့မှာတော့မိသမီးလေးမိမျိုးမကတဲစုညီရဲ့အကြောင်းတွေကိုပြောပြလာခဲ့ပါတယ်။တယောဇောင်မိမျိုးမကတော့သူ့အနေနဲ့တဲစုညီကိုခွင့်မလွတ်ဘူးလို့ဆိုပါရီ။အကြောင်းတွေနဲ့ပတ်သက်ပြီးတယောဇောင်မိမျိုးမကအခုလိုပဲပြောပြလာခဲ့ပါတယ်။ တရုတ်ဆောင်မင်းမြမကတဲစုငိကိုလောဘခွင့်မလို့တော့အပြင်းမဆုံးတိုင်းသူကပဲအမြဲခေါ်ကျွေးနေရလေကိုကတကကလိုက်ကျွေးမယ်လို့ပြောလို့လေမြောင်းတဲစုငိကအရင်ကစိတ်ကောင်းပါတယ်သူကတော့အမျိုးပြလို့ကျွေးမလေးအကျိုးစားပြီးတော့လုံနေတဲ့သူလေးပါဆိုပြီးတရုတ်ဆောင်မင်းမြမကတဲစုငိရဲ့အကြောင်းတွေကိုပြောပြလာခဲ့ပါတယ်အနုပညာလောကတွေကိုခြေစုံပြုံဝင်လာခဲ့တဲ့တဲစုငိကတော့ခုစင်အနုပညာရဲ့အကွေးတွေကိုခက်စစ်စစ်လောက်ကနေရပြီးဖြစ်ပြီးတဲစုငိကတော့ခုစင်သူရဲ့အနုပညာလောကတွေမှာပြည်သူရဲ့အပြီးဝေးရမှုတွေကိုအပြေအဝရရှိနေပြီးဖြစ်ပါတယ်။ အနုပြလို့တွင်မှာခေါင်းဆောင်စူးစမ်းနေတဲ့တဲစုညင်ရတော့ဒီကနေ့မှာသူမရဲ့ချီးရင်းနဲ့ပတ်သက်ပြီးတရားဝင်ချပြလာခဲ့ပါတယ်။တဲစုညင်ရတော့သူ့အနေနဲ့ချစ်သူရနေပြီလို့ဆိုပါတယ်။အဲကြောင့်တွင်နဲ့ပတ်သက်ပြီးတော့လည်းတဲစုညင်ကခုလိုပဲပြောပြလာခဲ့ပါတယ်။တဲစုညင်ရတဲ့ရတော့ကိုတကယ်ဘောကြားတဲ့သူတွေ့ထားပါပြီ။ကြာနောက်ွယ်အနေနဲ့တခြားတဲ့ရင်တွေအမျိုးမျိုးတက်လာစေကျွန်တော်အားလုံးရဲ့ရှေ့မှာပြောပြထားတာပါ။နောက်တော့ပိတ်တရီအားလုံးကိုအတိပေးမှာပေါ့နော်။ဆိုပြီးတဲစုညင်ကပြောပြလာခဲ့ပါတယ်။ မင်းသမီးလေးမင်းမြင့်မူကတော့အနုပြန်လို့တွေ့မှရင်ကတဲ့အကျိုးစားလုပ်ကင်နေရပါအကောစင်တရားဆောင်မင်းမြင့်မူကရိုက်ကွေးရတဲ့တွေ့မှခက်ဆဲဆဲရိုက်ကွေးပေးနေရပါဒီနေ့မှာတော့မင်းသမီးလေးမင်းမြင့်မူကသူမရဲ့ချီးရဲ့နဲ့ပတ်သက်ပြီးတရင်မားတွေရှောက်မတင်ကြဖို့မြေတားကန်ကတောင်းဆိုလာခဲ့ပါတယ်တရားဆောင်မင်းမြင့်မူကသူမရဲ့ချီးရဲ့နဲ့ပတ်သက်ပြီးအခုလိုပဲချုပ်ပြောလာခဲ့ပါတယ်မင်းမြင့်မူကအချီးကိုမစင်စားပါဘူး မင်းမြင့်ပေါ်နဲ့ပတ်သက်တဲ့တရင်အမားတွေရှောက်မတင်ကြဘူးကိုလေအောင်းငုကိုတောင်းဆိုပါရစေ။အချင်းကြီးကတော့မင်းမြင့်မို့ကိုရန်အလုံးကိုတင်ဝင်အတိပေးချပြမှာပါ။အခုတော့ကိုဝတနာပါရနူးပြောင်လို့ကိုလေလုံနေပါရစေ။အခုဟာတရင်အမားတွေစက်တိုင်းတက်လာတာတွေ့ရရင်တရင်အမားတွေကြောင့်ပြည်သူတွေကအထင်မြင်လွဲမားတာမျိုးဖြစ်စေခြင်းဝင်ဆိုပြီးတရားစောင့်မင်းမြင့်မို့ကပြောပြလာခဲ့ပါရစေ။အကုဆိုင်တရားစောင့်မင်းမြင့်မို့ကရဲကူရဲ့တွေမှာခက်ဆဲဆဲရိုက်ကွနေရပြီးမကြမီမလေးရွှေရှင်ဇကာရီကိုရိုက်ကွလာတော့မှဖြစ်ပါရစေ။ မင်းမြင့်မော်ကတော့သူ့ကိုအားပေးနေကြတယ်ပရိသတ်တွေနဲ့ပတ်သက်ပြီးတော့လည်းအခုလိုပဲပြပြလာခဲ့ပါတယ်မင်းမြို့ကအနုပညာလို့တွေမှာတော့ခုချိန်ထိအကောင်းဆုံးစူးစမ်းပြီးတော့လုပ်ကင်နေပရိသတ်တွေကိုအနုပညာရတအကောင်းတွေပေးခြင်းနဲ့ဘာကုမပေါ့ပေါ့တဘောချပြီးမလုပ်ပါဘူးအကောင်းဆုံးစူးစမ်းသွားမယ်မင်းမြို့ကအားပေးချစ်ခင်ပေးကြရဲပရိသတ်တွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဆိုပြီးမင်းမြို့ကပြောပြလာခဲ့ပါတယ်ဒီအနုပညာလို့တွေစတက်လုပ်ကင်နေရပြီးအားလုံးရဲ့အားပေးမှုတွေကိုခံနေရပါတယ် ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအလေးကတော့ဒီလောက်ပါပဲရှင်လက်ထက်လေပရိသတ်တွေအတွက်အမှုပြာရှင်သတင်းကြောင်းများကိုတင်ဆက်ပေးဦးမှာဖြစ်လို့အတိအသင့်သောပရိသတ်တိုင်းမလို့တန်သိရှိနိုင်ဖို့အတွက်ဘိနာချက်ပေးခလုံးလေးကိုလည်းနေထားပေးကြအောင်ရှင်ဒီတန်တိုင်းမလို့တန်သိရှိနိုင်ဖို့အတွက်ဘိနာချက်ပေးခလုံးလေးကိုလည်းနေထားပေးကြအောင်ရှင်အဆုံးထိအားပေးကြည့်ရှုမှတ်တယ်ကျေးဇူးအများကြီးတင်ပါတယ်